ဒီကနေ့နှုတ်ကပတ်တော်အပြင်ဘုရားသခင်စကားပြောရရာကတော့မွေးကြိုင်သောရေဖြစ်စေပါနေကောကန်ဂျင်းနှင့်အခန်းငယ်၁၄ငါတို့သည်ခရစ်တော်နှင့်အတူအောင်ဝဲကိုအစဉ်ခံစေခြင်းက၎င်းထိုသခင်ကိုတည်ကျွမ်းခြင်း၏အမွေးကြိုင်သည်ငါတို့အပြင်အယက်ရက်တို့နှံ့ပြစေခြင်းက၎င်းပြုတော်မူသောဘုရားသခင်ဂျေဇုတော်ကိုချီးမွမ်းခြင်းရှိစေတည်းဓမ္မဟောင်းကာလမှာကိုးဝဲခြင်းအမှုကိုပြုဖို့အပြည့်အနာစာမပါရင်အခါမလဲတဲ့သုံးနှွားအဆရှိတဲ့ရစ်ကောင်ကိုယူဆောင်လာရပါတယ်ယေဘရဟိတ်တွေကစစ်စေးပြီးရစ်ကောင်ပေါ်လက်တင်ပြီးမိရှုရာရစ်ကိုပူဇော်တဲ့အခါအပြည့်လွတ်ခြင်းအခွင့် ်ကိုရပြီးဘုရားသခင်ရှေ့မှာမွေးကြိုင်သောရက်ကိုဖြစ်စေပါတယ်။ယနေ့သင်နဲ့ကျွန်တော်နေ့စဉ်ဘုရားသခင်ကိုတင်လူပူဇော်နေတဲ့ရက်ကဘယ်လိုရက်မျိုးလဲ။အပြည့်နာစာကင်းတဲ့ရက်ကောင်ဖြစ်နေရဲ့လား။ဘုရားရှေ့မှာမွေးကြိုင်သောရက်ရောဖြစ်နေရဲ့လား။ သင်ကဇာတိပဂတိအတိုင်းအသက်ရှင်ရင်တော့သင်တင်လူပူဇော်ရေးရစ်ကအမွေးကြိုင်ဖြစ်မှာမဟုတ်ပါဘူးဇာတိတဘောကပုတ်ပြက်ခြင်းပဲဖြစ်လို့အပုံနံပဲထွက်မှာဖြစ်ပါတယ်လူစိုးလူမိုင်းတရားအသက်တာပြောင်းလဲတဲ့အခါသူ့ရဲ့အသက်ဖြစ်ခြင်းအမွေးကြိုင်ကမိသားစုရောပတ်ဝန်းကျင်မှာပါနှံ့ပြားစေပါတယ်သင်ရဲ့အသက်ရှင်ခြင်းအတိုင်းသင်ရဲ့အမွေးကြိုင်ကနှံ့ပြားမှာဖြစ်ပါတယ်သင်ကဝိညာဉ်တဘောနဲ့နေ့စဉ်အသက်ရှင်နေသူဆိုရင်တော့သင်ရဲ့တင်လူပူဇော်ရေးရစ်ကဖျားရှိမှာအမွေးကြိုင်သောရစ်ကိုဖြစ်စေမှာဖြစ်ပါတယ်ဒါကြောင့်ထိုသခင်ကိုတည်ကျွမ်းခြင်းအမွေးကြိုင်နဲ့ပြည့်စုံသောရစ်ကိုနေ့ရက်စဉ်တိုင်းတင် ်လူပူဇော်သောသူဖြစ်စေပါအပြင်နာစွာကင်းသောရစ်ကိုတင်းလူပူဇော်သောသူဖြစ်စေဖို့ရန်တော်ဝင်ငါပါတယ်အရောက်ချင်းစီတိုင်းကိုဖရာသခင်ကောင်းချီးပေးပါစေ